ကဘာကြီးလဲအေးချမ်းပါစေဒီလိုအနှောက်အယှက်တွေလဲတဘောကဘင်းအန်နေလေမတွေ့အောင်လဲအကြံပေးပြစေဖះအကြောင်းကနေအရေးကြီးတယ်เนาะဒီကလဲဖះအကြောင်းကနေသို့မဟုတ်မိမိအိမ်ရဲ့တောင်ဘက်အရက်တွေမှာရေချမ်းစင်လေးတွေတည်ပေးပါဒါတဘောကဘင်းအန်နေလေမဖြစ်နိုင်အောင်เนาะတက်ကယ်ပြင်လေးတွေကိုလဲမိမိရဲ့အိမ်ရှိအရက်တွေမှာစိုက်ပေးမယ်ဆိုရင် ဘယ်အချိန်ဘယ်ကာလမဆိုတဘောကဘီအနေရကင်းစင်လွံ့ပြောက်တော့မှဖြစ်ပါရဲ့ရှင်အားလုံးနဲ့ဦးစွမ်းကြပါသည်အခက်ခဲတွေ့နေတဲ့နော်ခုမှကုညီမဲ့သူတွေကုညီခိုင်းမဲ့လူတွေပိတ်နေတဲ့လူတွေအနေကင်းအောင်အသက်ရှင်လက်ကုညီနိုင်အောင်ခုနကကိုတို့ပြောတယ်လို့ပဲနော်တတ်နိုင်တဲ့လူတွေအခုလုံးတောင်ပဲရမှာတောက်ရိုးစင်တဲ့ပေးလိုက်ပါ เนาะအဲ့ဒါတစ်ခုပြလိုက်ပါအသက်ကိုကျွန်တော်တည်ထုံနိုင်ပါတယ်တည်တဲ့လူတွေလည်းအလှင်တွေ့နိုင်ပါတယ်အဲ့ဒါနဲ့အတူပြည်သူပြည်သားတွေအားလုံးအတွက်ကျွန်တော်တို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အခုဖြစ်ပေါ်နေတဲ့တဘောဘီအန်အန်ဂျီကိုလေတို့တွေတစ်ဖွဲ့လုံးရှင်နှစ်စွာစိတ်မကောင်းစွာကြားသိကြရပါတယ်ဖြစ်လဲလုံးဝမဖြစ်တတ်တဲ့ကိစ္စကြီးတွေဖြစ်နေတတ်ပါတယ်အဲ့ဒါကြောင့်လေနောက်ခါနောက်ခါတွေမှာဘာမှမဖြစ်အောင်ကိုဒေါက်တာဆောယူတင်တဲ့တပည့်တွေနော်ဖိတ်ဆွေအားလုံးက အကုန်လုံးအတွက်မြမပြည်သူမိသားတွေအတွက်ကဘာသူပြည်သားတွေအတွက်အကုန်လုံးစစ်တောင်းမေတ္တာပို့သလိုက်ပါတယ်ခရီးရယ်နော်မြမပြည်သူပြည်သားများဖြင့်ကဘာပြည်သူပြည်သားအပေါင်းကိုယ်စိတ်နှစ်ဖြာစံမှချမ်းသာပြီးတဘောဘီအန်ရဲ့အမျိုးမျိုးနဲ့တကွာတက်ချီသုံးပါမှပြင်းကြီးလွတ်မြောက်နိုင်ကြပါစေပါပါရေ ဆရာမကြီးဒေါက်တာဆောယုံနဲ့တပည့်တွေပါအိုက်တမ်ပါဆရာဆရာဆိုင်ပွားအောင်ဆရာထုတ်အောင်ရဲလင်ဆရာမတင်းနှုဆန်ဆရာမမေတင်းခိုင်နဲ့အတူဆရာမရွှေရေမုံအေးလို့နော်မင်းတင်းခန့်လို့ကနေကဘာသူပြည်သားများကိုအကုန်လုံးကိုတို့လုတ်တဲ့ကုသူတွေအမျှပြေဝေလိုက်ပါတယ်အဲ့ဒီကုသူအမျှရကြပြီ 让糕家吧就是。